လာပါရှင် Astro Garden Channel မှာကြိုဆိုပါရရှင် Astro Today ယနေ့နောက်ခတ်အစီအစဉ်ရဲ2025ခုအောက်တိုဘာလ၄ရက်စနေနေ့အတွက်ဆောင်းရရှောင်းရဆောင်းရရမယ်နောက်ခတ်ချိန်ခါတွေကိုစီစဉ်တင်ဆက်သူများဖြစ်ကြတဲ့ကျွန်မရွှေရူအောင်နေမှညင်ပိုင်အင်းတို့မှစီစဉ်တင်ဆက်ပေးတော့မှာဖြစ်ပါရရှင်2025အောက်တိုဘာ4ရက်စနေနေ့အတွက်စနေနေ့သာသမီများအပေါ်ပုံမူပြီးထိရောက်မှုရှိနိုင်တဲ့ကောင်းကျိုးနှက်ခတ်ခုနှစ်ပါးနှင့်မိမိတို့လုပ်ငန်းကိစ္စရဲ့များဆောင်ရွက်ရနှက်ခတ်အချိန်ခါကောင်းများကိုတင်ပြပေးသွားမှာဖြစ်ပါတယ်ရှင်။ နေ့လယ်2:18မိနစ်မှာနေ့လယ်2:38မိနစ်အချိန်တွင်းမှာဆိုရင်တော့ဖုံးကန်ကြီးမြင့်နိုင်တဲ့ drone နဲ့ခတ်ကိန်းကြောက်တဲ့အချိန်ပဲဖြစ်ပါတယ်ရှင်။ညနေ4:32မိနစ်မှာညနေ4:52မိနစ်အချိန်တွင်းမှာဆိုရင်တော့စန္ထအောင်မြင်ပြီးမြေတိုင်ကိစ္စတွေကောင်းမွန်နိုင်တဲ့ဆုံနဲ့ခတ်ကိန်းကြောက်တဲ့အချိန်ပဲဖြစ်ပါတယ်ရှင်။ညနေ5:04မိနစ်မှာညနေ5:24မိနစ်အချိန်တွင်းမှာဆိုရင်တော့ဘယ်လုံငန်းမျိုးမဆိုလို့ကြိုင်မှာကအောင်မြင်မှုရရှိပြီးကန်စာတာထွက်ထွက်ရောက်ရှိနိုင်တဲ့အဓိပတိနဲ့ခတ်ကိန်းကြောက်တဲ့ ချိန်ပဲဖြစ်ပါတယ်ရှင်။ညနေ9:00နာရီ5မိနစ်မှညနေ9:00နာရီ24မိနစ်အချိန်တွင်မှဆိုရင်တော့ရာဒူဩဇာအာနာကန်တွေကြီးမြင့်နိုင်တဲ့ ठी ဖြူနက္ခတ်ကင်ကြောက်တဲ့အချိန်ပဲဖြစ်ပါတယ်ရှင်။နနက်10:23နာရီမှနနက်10:00နာရီ53မိနစ်အချိန်တွင်မှဆိုရင်တော့အိမ်ချမ်းမြေရင်တွေအယောင်းဝယ်ကိစ္စတွေပြုလုပ်ပါကကောင်းမွန်နိုင်တဲ့စင်ပြူနက္ခတ်ကင်ကြောက်တဲ့အချိန်ပဲဖြစ်ပါတယ်ရှင်။ နေ့လေ၁နာရီ၃မိနစ်မှနေ့လေ၁နာရီ33မိနစ်အချိန်တွင်းမှဆိုရင်တော့ငွေကြေးရှင်ငွေရတနာထိကန်ဆမှုကံဒီကောင်းမွန်နိုင်တဲ့ယတနာနက်ခတ်ကိန်းကြောက်တဲ့အချိန်ပဲဖြစ်ပါလေရှင်။နလတ်၁နာရီ၂၁မိနစ်မှနနတ်၁နာရီ၄၁မိနစ်အချိန်တွင်းမှဆိုရင်တော့သတ္တမိယတနာများထွန်းကားရရှိနိုင်တဲ့တန်ဒီနက်ခတ်ကိန်းကြောက်တဲ့အချိန်ပဲဖြစ်ပါလေရှင်။ဆက်လက်၍ဒုတိယခန်းကဏ္ဍအနေဖြင့်စနေနေ့သားသမီးများအပေါ်ပုံမှန်ထိရောက်နိုင်တဲ့ဆိုးရဲနက္ခတ်နဲ့ပတ်သက်တဲ့နက္ခတ်ချိန်ခါတွေကိုတင်ပြပေးသွားမှာဖြစ်ပါရဲ့ရှင်။ နနက်6:30မိနစ်မှနနက်6:50မိနစ်ချိန်တွင်းမှဆိုရင်တော့ထိခိုက်သေးသည့်ပျက်စီးဆုံးရှုံးမှုများဖြစ်စေနိုင်တဲ့မရဏနှက်ခတ်ကိန်းကြောက်တဲ့အချိန်ပဲဖြစ်ပါရဲ့ရှင်။နနက်9:23မိနစ်မှနနက်9:53မိနစ်ချိန်တွင်းမှဆိုရင်တော့အမှုခင်းပြဿနာစိတ်ပူပန်တော့ကများဖြစ်စေနိုင်တဲ့တော့ကနှက်ခတ်ကိန်းကြောက်တဲ့အချိန်ပဲဖြစ်ပါရဲ့ရှင်။ညနေ6:53မိနစ်မှညာ 9နာရီ73မိနစ်အချိန်တွင်မှဆိုရင်တော့ဆုံးဖြတ်ပျက်စီးမှုများဖြစ်စေနိုင်တဲ့ဆယ်ရိုင်နက်ခတ်ကိန်းကြောက်တဲ့အချိန်ပဲဖြစ်ပါရဲ့ရှင်။နနက်3နာရီ16မိနစ်မှနနက်3နာရီ36မိနစ်အချိန်တွင်မှဆိုရင်တော့မိတ်ဆွေတင်ကားများပျက်စီးဆုံးရှုံးမှုတွေဖြစ်စေနိုင်တဲ့မိတ်တူနက်ခတ်ကိန်းကြောက်တဲ့အချိန်ပဲဖြစ်ပါရဲ့ရှင်။နနက်3:44မိနစ်မှနနက်4:04မိနစ်အချိန်တွင်မှဆိုရင်တော့အလုံစည်းပွားထိခိုက်ဆုံးရှုံးပျက်စီးမှုများဖြစ်စေနိုင်တဲ့ဘင်္ဂနက်ခတ်ကိန်းကြောက်တဲ့အချိန်ပဲဖြစ်ပါရဲ့ရှင်။ ယခုဖော်ပြပေးခဲ့တဲ့နက္ခတ်ချိန်ကာရီယာဆိုရင်တော့စနေနေ့သားသမီးများအပေါ်ပုံမထီရောက်နိုင်တဲ့နက္ခတ်ချိန်ကာရီပဲဖြစ်ပါရဲ့ရှင်။ဒီနက္ခတ်ချိန်ကာရီကိုသမီးတို့ရဲ့ဆရာဆရာဦးဆရာကိုမှအသေးစိတ်ကိုရိုင်တက်ချက်ပေးရတာဖြစ်ပါရဲ့ရှင်။သမီးတို့ရဲ့ယခုစီစဉ်ကို ကြည့်ရှုအားပေးခဲ့ကြတဲ့မိဘပြည်သူများအားလုံးကိုကျေးဇူးတင်ပါတယ်ရှင်။